ဗိုလ်ချုပ်ကြီးဟောင်းနဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အနီးကမဟာမိတ်စစ်အုပ်စုဝင်ကြီးချုပ်ဦးညိုစောဟာဒီဇင်ဘာရွေးကောက်ပွဲမှာသူရှင်ပြိုင်မဲ့ရန်ကုန်တိုင်းမဲဆန္ဒနယ်ကိုအော်တိုဘာလ25ရက်နေ့မှာတွားရောက်ပါတယ်။ကိုကိုကျွန်းစုပေါ်ကကိုကိုကျွန်းကိုဦးညိုစောရဲ့ခရီးစဉ်ဟာမင်းအောင်လှိုင်အဲ့ဒီကျွန်းကိုတွားရောက်ပြီးလုံခြုံရေးတတိရှိတဲ့ကိုစလဲလောင်းတွေကိုသာမဲပေးဖို့ဒေသခံတွေကိုပြောကြပြီးတပတ်အကြာမှဖြစ်ပါတယ်။ ဦးညိုစောဟာဆေးဥစုရွေးကောက်ပွဲကိုထောက်ခံမှုဒေသခံတွေကိုတိုက်တွန်းပြီးအတမွေးဝမ်းကြောင်းပညာသင်လေ့ကျင့်မှုလေယာမြေခွဲဝေပေးရေးဆယ်မြောင်းများနဲ့ကြက်ဝက်ဝင်းမြူရေးကိုအထောက်အကူပြု၍အပါအဝင်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအများအပြားကိုလည်းကတိပြုပါရယ်စစ်တပ်ကတော့အပတ်စဉ်23ဆင်းဖြစ်သူဦးညိုစောဟာစစ်တပ်လုပ်ငန်းစုဖြစ်တဲ့မြမစီးပွားရေးဥပိုင်လီမိတဲ့ဥက္ကဋ္ဌဟောင်းလေးဖြစ်ပြီးစစ်ကောင်းဆောင်မင်းအောင်လိုက်ယုံကြည်ရတဲ့အကြံပေးလေးဖြစ်ပါရယ် သူကိုယ်စလဲလောင်းအဖြစ်ရှင်းပြခြင်းဟာစစ်တပ်ကြောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP အလံအောက်မှကိုကိုကျွန်းကနေအငိမ့်စားပူချုပ်တွေရှင်းပြနေကာလကြာမြင့်တဲ့အစဉ်အလာကိုတိုးရှဲလိုက်တာဖြစ်ပါတယ်အဲ့ဒီမေဆန္ဒနယ်ဟာစစ်တပ်မိသားစုနဲ့အစိုးရဝန်ထမ်းအများစုပါဝင်တဲ့နေထိုင်သူတထောင်အောက်သာရှိပြီး USDP ကိုအမြဲတမ်းအနိုင်ရစေတဲ့မေဆန္ဒနယ်ဖြစ်ပါတယ်။ အရင်ကိုယ်စားလှယ်လောင်းတွေမှာ2010ရွေးကောက်ပွဲကရေတက်တက်မှုဟောင်း UEP 2015ခုနှစ်ကရေတက်အကြီးအကဲဟောင်းသူရသက်ဆွေနဲ့2020ပြည်နှစ်ကကာကွယ်ရေးဒုတိယဝန်ကြီးဟောင်းဦးအောင်တော်တို့ပါဝင်ပါတယ်။သူဟာမင်းအောင်လိုင်းနဲ့အပတ်စဉ်တူတူဖြစ်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ဦးညိုစောတို့ရှေ့စစ်နောက်စစ်ရောက်လာတာဟာ USDP အတွက်ညှိနှိုင်းမဲဆွယ်တာဖြစ်ပြီး2020ပြည်နှစ်ရွေးကောက်ပွဲအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့လူထုထောက်ခံတဲ့တခြားပါတီတွေကိုစေအုပ်စုကဖျက်သိမ်းပြီးနောက်ရွေးကောက်ပွဲကိုလွှမ်းမိုးမယ်လို့မျှော်လင့်ရတဲ့ USDP အတွက်မဲဆွဲထားတာဖြစ်တယ်လို့လေးလာသူတွေကပြောပါရယ်။စေအုပ်စုတခြားကောက်ဆောင်တွေလည်းအောက်တိုဘာ28ရက်နေ့မှာစတဲ့တရားဝင်မဲဆွဲပွဲမစတင်မီအလောတကြီးမဲဆွဲကြပါရယ်။ပြည်ကြိုင်းဝင်ကြီးဦးမောင်မောင်ကသူ့ရဲ့မန်းဆန္ဒနဲ့တက်ကုန်းမျိုးနယ်ကိုမကြသေးမီကသွားပါရယ်။ ဥက္ကဋ္ဌဦးခင်ကြီးအပါအဝင်တခြား USDB ကောင်းဆောင်တွေဖြစ်တဲ့စီဝစ်ဆုံရှုပ်ပုတ်ချုပ်တွေလည်းအွန်လိုင်းကနေမဲဆွဲကြပါတယ်။တရားဝင်မဲဆွဲကာလကအောက်တိုဘာ28ရက်နေ့မှစတင်ပြီးဒီဇင်ဘာ26ရက်နေ့မှကုန်ဆုံးပါတယ်။ကိုယ်စလဲလောင်း9000ကျော်မှတ်ပုံတင်ထားပြီး USDB ကကိုယ်စလဲလောင်းအများဆုံးဖြစ်ပြီးတိုင်းဒါစီလုံးညီညွတ်ရေးပါတီတာဆာညာနဲ့ဒေါ်သက်သက်ခါရဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြီးသုံးလုံးကနောက်ကလိုက်ပါတယ်။ USDP ရဲ့လွှမ်းမှုမှုရှိပေမဲ့ဆေအိုစုဟာမဟာမိတ်လို့ယူဆရမယ်ပါတီနှစ်ခုကိုဖျက်သိမ်းခဲ့ပါတယ်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF နဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးစိုးမောင်ဦးစီးတဲ့အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ DMP ဖြစ်ပါတယ်။သူဟာဦးသိန်းစိန်ရဲ့အယက်သားအစိုးရအတူမှာဝင်ကြီးလုပ်ခဲ့သူဖြစ်ပါတယ်။အခုစေအုပ်စုမှာဝင်ကြီးလုပ်ခဲ့တဲ့ပြီးသုံးလုံးပါတီဥက္ကဋ္ဌတော်တတ်တတ်ခိုင်လဲကိုစလေလောက်အရေးအရှင်မပြည့်မီဘူးလို့ဆိုပါတယ်။ USDB ကိုယ်စားလှယ်လောင်းတွေဟာဓာစင်များစွာသောမဲဆန္ဒနယ်တွေမှာပြိုင်ပတ်မရှိရှင်ပြိုင်နေကြပါတယ်။ပြိုင်မမရှိကိုယ်စားလှယ်လောင်းအနည်းဆုံး32ဦးဟာလွှတ်တော်နေရာတွေကို အလိုအလျောက်ရတယ်လို့စေအောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာပါတယ်။သူတို့ရဲ့26ဦးဟာ USDB ကဖြစ်ပါတယ်။ သူတို့ရဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာထောက်ခံမှုစေအုပ်စုကတောင်းဆိုပေမဲ့အနောက်တိုင်းအစိုးရတွေကစင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော်လှန်ရေးအင်အားစုတွေကအဲ့ဒီရွေးကောက်ပွဲဟာလွတ်လပ်မြတ်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးလို့ပေရှားပါတယ်။ဥရောပသမဂ္ဂကလည်းအဲ့ဒီရွေးကောက်ပွဲကိုအယုံအကြည်မရှိလို့လိလသူတွေမစိလွတ်ဘူးလို့မကြသေးမီကပြောကြားခဲ့ပါတယ်။ အာနာသိန်းစစ်ကောင်စာရွေးချယ်ခန့်အပ်ထားတဲ့စစ်ကောမရှင်အဖွဲ့ဝင်ဝင်ကြီးတွေတိုင်းနယ်ပြည်နယ်အသီးသီးကဝင်ကြီးချုပ်ပေါင်း20ကျော်ဟာဒီဇင်ဘာ28ရက်စတင်ကျင်းပမယ့်ရွေးကောက်ပွဲမှာပြည်ထောင်စုကြံ့ခိုင်ရေးနေဖွံ့ဖြိုးရေးပါတီကိုကိုယ်စားပြုပြီးဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။ နိုင်ငံတော်အဆောက်အအုံတွေတုံ့ဝင်ရနေတဲ့ဝင်ကြီးတွေဝင်ကြီးချုပ်တွေဟာတက်ဆိုင်တဲ့မင်းဆန္ဒနယ်တွေမှာဒေသဖွံ့ဖြိုးရေးအကြောင်းပြစီယုံမဲဆွယ်မှုတွေပြုလုပ်ခဲ့တာတွေ့ရတယ်လို့တချို့ဆိုရင်လည်းလူမှုကွန်ရက်စာမျက်နှာတွေကတဆင့်မဲဆွယ်တာတွေပြုလုပ်နေကြပြီဖြစ်ပါတယ်။လက်ရှိစစ်ကော်မရှင်အစိုးရအဖွဲ့ရဲ့ဝင်ကြီးချုပ်ဗိုလ်ချုပ်ကြီးဟောင်းညိုစောဆိုရဲ့အနိုင်ရဖို့တည်ကြတဲ့လောက်ရှိတဲ့ရည်တစကားအရှိစရာရန်ကုန်တိုင်းကိုကိုကျွန်းမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်မှာဖြစ်ပါတယ်။ အာနာရှင်ဦးနေဝင်းလက်ထက်က နိုင်ငံတော်လှုပ်ရှားသူများကို တကြုံပြစ်တက်ရှာမှတ်ပြီးပို့ဆောင်ရှုံနောင်နဲ့ကိုကိုကျွန်းဟာမြန်မာနိုင်ငံတောင်ပတ်ဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ကြားရှိပြီးရန်ကုန်မြို့ကနေမိုင်၂60ကျော်กว่าဝေးကစစ်သားတွေနဲ့မိသားစုဝင်တွေအများစုနေထိုင်ရာရေတပ်အရှေ့ဆိုင်စခန်းဖြစ်ပါတယ်။ လူထုထောက်ခံတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီပင်အနိုင်ရဘူးခြင်းမရှိတဲ့ကိုကိုကျွန်းမဲဆန္ဒနယ်ဟာလမ်းမဆက်တွယ်ရေးအရာလဲတခြားသောနိုင်ငံရေးပါတီတွေအတွက်လက်လန်းမိဖို့ခက်ခဲတဲ့နေရာလဲဖြစ်ပါတယ်။လာမယ့်ရွေးကောက်ပွဲမှာတော့ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးကဥဝင်းကျော်သူနဲ့ရှင်ပြန်ရမယ်။ဥညိုစောဟာတရားဝင်မဲဆွဲစည်းရုံးခွင့်ပြုတဲ့နေ့မတိုင်မီတရက်အလိုမှာပဲကိုကိုကျွန်းကိုလေးရဲနဲ့တွားရောက်ပြီးစည်းရုံးမဲဆွဲခဲ့တာတွေ့ရပါတယ်။ နိုင်သူအကုံယူစနစ်နဲ့ကျင်းပမဲ့ကိုကိုကျိုးမျိုးနဲ့တိုင်းလွတ်တော်မဲဆန္ဒနယ်မှာဆိုရင်လေဒူရဲကျုပ်ဟောင်းအောင်နိုင်သူဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးလက်ရှိမှာတော့ရန်ကုန်တိုင်းဝင်ကြီးကျုပ်ဦးစိုးသိန်းကတိုင်းလွတ်တော်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်တာမတွေ့ရတဲ့အတွက်ရွေးကောက်ပွဲအလွန်ရန်ကုန်တိုင်းအစိုးရကိုဒူရဲကျုပ်ဟောင်းအောင်နိုင်သူကဦးဆောင်လာနိုင်ခြေရှိနေပါတယ်။ စစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင် UEC ရဲ့ထုတ်ပြန်ချက်တွေအရရွေးကောက်ပွဲဝင်ပြိုင်ကြမယ်ပြည်ထောင်စုအစည်းဝင်ကြီးအများစုဟာပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွေကနေရှင်ပြိုင်ကြမှာဖြစ်ပါတယ်သမရယုံဝင်ကြီးဌာနတဲ့ဝင်ကြီးဦးတက်အောင်ဆန်းဟာဥတရတီဒီမျိုးနဲ့သမရယုံဝင်ကြီးဌာနသုံးဦးမောင်မောင်တင်းကလှိုင်မျိုးနဲ့သမရယုံဝင်ကြီးဌာနလေးဦးထွန်းအောင်ကတာမွေမျိုးနယ်တို့ကနေပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွေမှာရှင်ပြိုင်ကြမှာဖြစ်ပါတယ်။ ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကနေရှင်ပြိုင်မဲ့တခြားဝင်ကြီးတွေကတော့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝင်ကြီးဥမြထုံဦးကပြင်ဦးလွင်မျိုးနဲ့ပြန်ကြားရေးဝင်ကြီးဥမမောင်အောင်ကတက်ကုန်းမျိုးနဲ့တယန်ဇာရာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝင်ကြီးဥခင်မောင်ကြီးကမင်းဘူးမျိုးနဲ့စွိုင်းအင်ဝင်ကြီးဥကိုကိုလွင်ကပထောင်းမျိုးနဲ့အလौတမားဝင်ကြီးဥအောင်ကျော်ဟိုးကလိုင်သာရအနောက်ပိုင်းမျိုးနဲ့နဲ့ကျမ်းမာရေးဝင်ကြီးဒေါက်တာတက်ခိုင်ဝင်းကမယန်းကုန်းမြို့နယ်တို့ကနေရှင်ပြိုင်မယ်လို့သိရပါဗျ။ အမျိုးသားလွတ်တော်အနေနဲ့ကတော့တာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဦးတင့်ဦးလွင်က နေပြည်တော်ကောင်စီနယ်မြေဖြစ်တဲ့မန္တလေးတိုင်းအမျိုးသားလွတ်တော်အမတ်ရှောက်မဲဆန္ဒနဲ့လူမှုကြီးကြပ်ရေးနေပြည်သူအင်အားဝင်ကြီးဦးမြင့်ကျိုင်က အရှိုးကြကိုစားပြုစနစ်နဲ့ကျင်းပမဲ့အေယာဝတီတိုင်းအမျိုးသားလွတ်တော်အမတ်တင်မဲဆန္ဒနဲ့စီးပွားရေးနဲ့ကုသရေးရေးဝင်ကြီးဦးရှိစွေက အရှိုးကြကိုစားပြုစနစ်နဲ့ကျင်းပမဲ့အေယာဝတီတိုင်းအမျိုးသားလွတ်တော်အမတ်နဲ့မဲဆန္ဒနဲ့တို့ကနေရှင်ပြိုင်မှာဖြစ်ပါတယ် တိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်ဆလေးဦးအနက်ကိုဦးဟာတိုင်းနယ်ပြည်နယ်လွတ်တော်မဲဆန္ဒနယ်ကနေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မှာတွေ့ရပြီးကရှင်ပြည်နယ်ဝန်ကြီးချုပ်ဦးခတ်ထိန်နန်းကမြစ်ကြီးနားမြို့နယ် FDP ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကဖအံမြို့နယ် FDP ရှင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုံစွန်းထံကဟာကာမြို့နယ် FDP တနင်္သာရီဝန်ကြီးချုပ်ဦးမြတ်ကိုကဒဝယ်မြို့နယ် FDP ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးစွေဝင်းကပဲခူးမျိုးနယ် FDP တို့ကနေရှင်ပြိုင်မှာဖြစ်ပါတယ်။မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်က အောင်မြေသာဇံမျိုးနယ် FDP မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကရှောင်းဆောင်မျိုးနယ် FDP အေယာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မာဝင်းကရေကြည်မျိုးနဲ့ FDB တို့ကနေရှင်ပြိုင်မှာဖြစ်ပြီးမကွေးတိုင်းဝန်ကြီးချုပ်ဦးတင်လွင်ကတော့အချိုးကျကိုစားပြုစနစ်နဲ့ကျင်းပမဲ့မကွေးတိုင်းလွတ်တော်အမတ်နဲ့မဲဆန္ဒနယ်ကနေရှင်ပြိုင်မှာဖြစ်ပါတယ်စစ်ကော်မရှင်ကလာမယ့်ရွေးကောက်ပွဲကို284မျိုးနဲ့မှကျင်းပမှာဖြစ်ပြီးအပိုင်းတဲ့အနေဖြင့်ဒီဇင်ဘာ28ရက်တွင်တရား2မျိုးနဲ့အပိုင်းနဲ့အနေဖြင့်ဇန်နဝါရီ17ရက်၌မျိုးနဲ့တရားမှကျင်းပမှာဖြစ်ပြီး အပိုင်းသုံးအနေနဲ့ကတော့ကျန်82မြို့နယ်မှာကျင်းပပွဲရှိပါတယ်။ဝင်းကြီးဝင်းကြီးကျောက်တည်နီတူစစ်တပ်လက်ဝေခံပါတီဖြစ်တဲ့ကျန်းဖို့ပါတီကနေစစ်တပ်ဗိုလ်ချုပ်ကြီးဒုတိယဗိုလ်ချုပ်ကြီးဟောင်းတရှိုးလဲရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မှာဖြစ်ကြပြီးရွေးကောက်ပွဲအလွန်အစိုးရအဖွဲ့မှဘလို့ပါဝင်လာမလဲဆိုတာဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။